ဈေးရောင်လှလှချေရအောင်ရှော့စတဲ့တချင်းအယ်ဘမ်တွေနဲ့အောင်မြင်ခဲ့တဲ့ဆိုတော့ဆန်နီမြင့်လွင်တယောက်သူ့ရဲ့တတိယမြောက်တချင်းအယ်ဘမ်ရဲ့ music video ကို January 19ရက်နေ့က Junction Square မှာလက်မှတ်ထိုးရောင်းချခဲ့ပါတယ်ပထမဆုံး music video ဝယ်ယူသူအယောက်တရာအတွက် T-shirt တွေလက်ဆောင်ပေးခဲ့ပြီးသူ့ရဲ့လုပ်ဖို့ကိုင်းပဲဆိုတော်ရီနဲ့အတူတူဖျော်ပြခဲ့ပါတယ် Cleopatra လို့နာမည်ပေးထားတဲ့ဒီအယ်ဘမ်ရဲ့ music video ကိုအကောင်းဆုံးကြိုးစားထားတာမို့အားပေးစီခြင်းနဲ့အကြောင်း Rider နဲ့တည်ဆောင်ပိုင်းမှာလည်းအကောင်းဆုံးအားထုတ်ထားလို့ ပြည့်သက်ကြိုက်မယ်လို့မျှော်လင့်တဲ့အကြောင်းစန္ဒီမြင့်လွင်ကပြောပါရယ်ဒီကွေရောဒီဒီအများကြီးတော့မျှော်လင့်နေတာကိုတက်နိုင်တယ်လို့ကိုလုံးနိုင်တယ်လို့လှုပ်ထားပါရယ်ဟောပါတော့ကျွန်တော်ကတက်တယ်မတက်တာပြိတ္တပိုင်းပါတော့ဒီဒီကတော့တက်နိုင်တော့ကောင်းဆုံးလှုပ်ထားပါရယ်ဒါရိုက်တာအနေနဲ့ကိုမင်းလင်ထက်ကိုမမောက်သားမြေကိုရယန်ချန်းကိုရဲမြစ်သူဘေးဘရန်ဒီအောင်မြတ်နောက်ပြီးတော့ကိုစောကိုကိုရောပါတော့သူတို့ရိုက်ပေးထားတယ်အပိတ်ကြမယ်လို့မျှော်လင့်ပါရယ်ရှင်အချင်းဗီဒီယိုပရိုမိုးရှင်းဖြိုပြပွဲမှာပါဝင်ဖြိုပြခဲ့တဲ့စနေအဖွဲ့ကဖြိုလီက လေတော့လေတဲ့ဆိုတဲ့သချင်းတပုတ်ကိုရိုင်းရေးသားထားတယ်လို့ကိုရိုင်းလည်းတည်ယူဆောင်ထားသူပါအချင်းချင်းမှုပြောတာမဟုတ်ပဲစန်နေမြင့်လူရဲ့ music video ဟာတကယ်မိုက်တာမို့ပရိသတ်ကိုကြည်တည်ခြင်းပြီးစန်နေမြင့်လူဟာ red တချင်းတွေကိုရေးထားတဲ့လောက် live ဆိုနိုင်တဲ့ဆိုတော့ပါလို့ဆိုပါတယ်တော့တချင်းတပုတ်ရေးပေးတာပါလေအဲ့တချင်းကလေတော့လေလို့ခေါ်တယ်ပြီးတော့အဲ့တချင်းထဲမှာကျွန်တော်တရုတ်ဝင်ဆောင်လာတယ်ဒီကလီယိုပနာအကွေရမိုက်တယ်အဲ့တော့နားတော်ကြီးကြီး MPV ကြီးကြီး MPV ရ